မင်္ဂလာပါရှင်ယနေ့ကြရောက်တဲ့အာရဒါနာအလူကတော့မဟာစီအမျိုးသမီးအမှုဆောင်များနဲ့ဓမ္မမိတ်ဆွေများမှစုပေါင်းပြီးတော့လှူဒန်းပေးသွားတာဖြစ်ပါတယ်ရှင်ဒေါက်တင်မေအေးဒေါက်တာဒေါ်ဖြူဖြူဝင်းဒေါ်ဝင်းဝင်းကြီးဒေါ်မူမူမောင်ဒေါ်ခင်လေးကြီးဒေါ်တန်တန်အေးဒေါ်နီလာနွယ်ဒေါ်မျိုးမျိုးမင်းဒေါ်ခင်ဆွေဦးဒေါ်လလဝင်းနှင့်မောင်လေးဦးတန်နိုင် ဒေါ်ဇဘဲဒေါ်လဲလဲဝေဒေါ်စီစီတင်ဒေါ်ခင်ချိုမာဒေါ်တတ်တရွှေနေနှင့်စိတ်သည်စုလွင်မိသားစု မောင်ချမ်းလွင်နှင့်ဆန်းဆန်းမိမိသားစုတို့မှာလူရန်ပေးသွားတာဖြစ်ပါရဲ့ရှင်ကြက်လေပင်ရိုဟင်းဖြစ်ထမင်းတနတ်စာအတွက်ကုန်ကြငွေ35000ကျပ်ဆန်လူ9000ကျပ်ဆေးလူ9000ကျပ်နဲ့မြေလူအတွက်9000ကျပ်ဓာတ်ထူပြများအတွက် ကုန်ကြငွေ၄000ကျပ်စုစုပေါင်းအလူငွေ3400ကျပ်ကိုလှူဒန်းပေးသွားပါရရှင်။တာရုတာရုတာရုပါရှင်။အလူရှင်များလည်းကိုစိတ်နှပြချမ်းမှပြီးတော့အနေရကင်းပေးရှင်ကြပါစေ။စီးပွားလှလှပများလည်းပွင့်လန်းဝေစားကြပါစေရှင်။အလုတ်အကင်ကြံစီများလည်းအောင်မြင်ကြပါစေ။မရှိစကားမကြားရပါစေနဲ့။အလူရေစက်လည်းနဲ့မကွာအမြဲမပြတ်လှူနိုင်တန်းနိုင်သောပုံကူထူးများလည်းဖြစ်ကြပါစေရှင်။